ဒီနေ့မနေ့အိယာလို့တော့လေမိုးရရရွာအိုးမှိုင်းပြီးတော့မိုးအေးအေးလေးနဲ့ထမင်းစီစံလေးနဲ့စားမလေးကိုလာရက်ပြပေးရဖြစ်ပါတယ်ဒါကကျမတို့အိမ်ရှိကပုံညံ့ပင်ကျမတို့စိုက်ထားတာပေါ့နော်သူကအစတော့ကမပွင့်လွန်းလွန်းကျမတို့ကအဖိုးပင်လို့တောင်ထင်တာ နောက်ပိုင်းကျတော့မှပွင့်လာတာပေါ့နော်ပွင့်မပွင့်တော့လေအများကြီးပဲအဲ့လိုမျိုးပွင့်လာပြုံးစီပြီးအများကြီးဆိုင်နေအောင်ပွင့်လာပေါ့နော်တလက်လုံးလည်းမွေအိမ်လည်းလည်းမွေကျမတို့မနက်မိုးလေးမျိုးလုံးနှလုံးဖွင့်လိုက်တာနဲ့နှာခေါင်းထဲကိုအနက်ကိုတန့်ရတာအဲ့လိုကိုမွေတာပုံညံ့ပန်းကျမတို့အိမ်ကတော့ပွင့်ပြီဂျန်တဲ့အိမ်ကတော့မတည်ဘူးပွင့်ပွင့်ပြီလားတော့မတည်ဘူးပေါ့နော်ဒီဥစ္စာအရင်တော့ကျမတို့ဒီပင်ရ ညာဒီကြိုက်လားမကြိုက်လားမသိဘူးသူကအစားတော့မပွင့်မနဲ့အကြိုက်နေနေတာအခုဒီမိနစ်ကမှစပွင့်တဲ့အပန်းပေါ့နော်ပုံညက်ပန်းအရန်လဲလှတယ် အရင်လဲမှုရဒါကတော့မနက်စာပေါ့မနက်စာကိုအကျော်ရယ်ပေပြုတ်စီစမ်းရယ်ဓမင်းစီစမ်းရယ်ကော်ဖီရယ်ရင်းနှီးချမ်းရယ်စမှာဖြစ်ပါတယ်ဒါလေးပြောချင်တာဒါမပဲကျော်မပဲမပဲကျော်ဒီကျမတို့ဒီဘက်ချမ်းအထက်ညာဒေသမှာတော့အများဆုံးကြော်ရောင်းကြတယ်ဇန်နဲ့ဘက်တွေမှာတော့ရောင်းမရောင်းတော့မသိဘူးပေါ့နော်ကလပ်ပဲမုံတော့ဒါမပဲကိုကြော်ရောင်းတာအရင်စားကောင်းတာ ငပိကျက်လေးမြတ်ချက်ပြီးတော့လေဒီအကျော်လေးနဲ့မြတ်စားပြီးအရန်စားကောင်ကျမတော့အရန်ကြိုက်တယ်ငပိကျက်နဲ့စားရတာလည်းပိုကြိုက်တယ်ပေါ့နော်ဒါကအကျော်3000ပိုမနက်စားအကျော်3000ပိုပါလက်နဲ့လိုက်တယ်ဆိုတာလက်ကစိတ်ပြီးသားနော်စိတ်ပြီးမှနှိုက်လိုက်တာပါကဲဒါကတော့ဇလောပဲပြုတ်ဇလောပဲပြုတ်ပေါ့နော်ပဲပြုတ်ကိုစီစံစားပြုတ်စားပြုတ်ပြီးတော့နေပါတယ်ဒီမှာကတော့ပဲစီမစံနှမ်းစီစံနေကျမတို့ကနှမ်းစီပူကြိုက်တာတော့ပဲစီတဲ့လေ ဒီဥစ္စာကကျွန်မပြောနေကြကုံဆောင်ပရိသတ်ဆန်ဒီနေ့ကတော့ထမင်းပူပူလေးအမှန်ကြီးအချောင်းလိုက်အချောင်းလိုက်လွယ်အချောင်းလိုက်လေးအရန်စားကောင်းတာနော်ကျွန်မလေးအရန်ကြီးညွှန်းနေမှာမဟုတ်လေလားဘယ်မှာဆပြီးသူကအရန်ကောင်းကောင်းသိသွားဆိုကိုဗစ်ကလာမှာကျွန်မတို့အိမ်ကလည်းဝဲအမကလည်းဝဲဟိုလူကလည်းဒီလူကလည်းဝဲနေအိမ်မှာဆန်နေနှစ်နှစ်ကျော်လောက်မဝဲရဘူးဖြစ်သွားအဲ့ဒီအချိန်မှာဒီဆန်တော့လုံးဝပိုးမထိုးအဲ့ဒီကကျမတားကြိုက်သွားပြီးတော့စားရတာလဲအချောင်းချောင်းလေးတွေနဲ့ရှော့ကနေရှော့ကနေအရန်စားဝင် မနေ့စာဆိုကျမအရင်ကြိုက်တဲ့ကော်ဖီကမပါမဖြစ်ပေါ့နော်ကော်ဖီဖြောတယ်ပြီးရောရေနွေးချမ်းလေးနဲ့ပေါ့ဒီရေနွေးလက်ဖက်ကြောက်ကလည်းရှမ်းပြည်ရဲ့တငယ်ချင်းကပို့လိုက်တာသူတို့ဘက်မှရောင်းတဲ့ premium quality လို့တော့ပြောရတာပဲသူကအရင်အရင်လဲတောက်ကောင်းတယ်ဒီကော်ဒီလက်ဖက်ကြောက်လေးကဲစားပါတော့မယ်မနေ့စာအကျော်ရဲ့ပဲပြုတ်စီစံရဲ့ခမင်းစီစံရဲ့ကော်ဖီရဲ့ရေနွေးချမ်းရဲ့နော်မိုးလေးကလည်းအေးအေးလေးနဲ့ဆိုတော့စိမ့်မယ် ဒါလေးလာပြပေးတာဖြစ်ပါတယ်แกอารมณ์เจตุวา